မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ November 9ရက်နေ့ညနေပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်။ ထမဆုံးတင်ဆက်ပေးရမယ်စကမ်းသိန်းတိုက်ပွဲသတင်းကတော့မနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ရှိရာရခိုင်ပြည်နယ်အမ်းမြို့ကတိုက်ရဲနှစ်ခုနဲ့ဂွမ်းမြို့နယ်ကတပ်စခန်းနှစ်ခုတို့ကိုအရခတ်တပ်တော် AA ကနိုဗ ెంబ ာလ6ရက်နေ့မှာသိမ်းပိုက်နိုင်ခဲ့ပြီဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဂွမ်းမြို့နယ်ကတိုင်ကျိုးတပ်စခန်းနဲ့အဲ့ဒီရွာအနီးမှာရှိတဲ့ပကန်းတောင်တပ်စခန်းကိုနိုဗ ెంబ ာလ9ရက်နေ့မှာစတင်တိုက်ခိုက်ခဲ့ပြီးတော့နိုဗ ెంబ ာလ6ရက်နေ့နေ့လယ်ပိုင်းမှာ AA ကသိမ်းပိုက်နိုင်ခဲ့တယ်လို့သိရပါတယ်။တိုင်ကျိုးနဲ့ပကန်းတောင်ကိုသိမ်းလိုက်ပါပြီ။မကြခင်မှာကမ်းတာယာကိုသိမ်းပြီးတော့ဂွမ်းမြို့ထဲကိုရောက်လာနိုင်ပါတယ်။ AA ရဲ့ထိုးစစ်ကဂွမ်းမြို့နယ်အလွန် ီးကပ်လာပါပြီ။ဂွာဒေတာမှာစစ်ကောင်စီကဲဆင်တော့မှာပါလို့ပြောကြားထားပါရယ်။တန်တွဲမျိုးနဲ့ငပလီမျိုးကိုတင်ပိုက်ပြီးတဲ့နောက်ဂွာမျိုးနယ်ကိုတင်ပိုက်နိုင်ရန်ပြီးခဲ့တဲ့တလကျော်ကန်းကအေအေရဲ့ထိုးစစ်ဆင်လာရာရပ်ပိုင်းအတွင်းမှာကျိန်နလီမျိုးကိုထိန်းချုပ်ပြီးတော့ကလပ်ပြင်းတပ်စခန်းကိုဆက်လက်တင်ပိုက်ကအခုဂွာမျိုးနဲ့စံပိုင်ပတ်လည်ကိုရောက်ရှိလာခြင်းဖြစ်တယ်လို့သိရပါရယ်။နောက်ပိုင်းတိုင်းစစ်ဌာနချုပ်ရှိရာအမ်းမျိုးကိုလည်းလာပေါင်းများစွာပိတ်ဆို့ဖြတ်တောက်ပြီးတဲ့နောက်အော်တိုဘာလဒုတိယဘက်ကစပြီးတော့အရခတက်တော်အေအေဟာထိုးစစ်ကိုအရှိန်ဟုန်မြင့်ပြီးတော့တိုက်ခိုက်နေတယ်လို့သိရပါရယ်။ ထိုးစစ်ကိုအရှိန်ဟုန်မြင့်တဲ့ရပ်ပိုင်း20ကျော်အတွင်းမှာအမ်းမြို့နဲ့အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်အတွက်အဓိကရေးပါတဲ့ဆွေချောင်းဖြူဟာနဲ့မဲတောင်ဖြူဟာကိုအေကဇက်တိုက်သိမ့်ပိုက်ခဲ့တယ်လို့သိရပါပါတယ်။အဲ့ဒီကမှတစင်အမ်းလေးစိတ်ကိုဗတ်ပေါင်းစုံကပိတ်ဆို့ကမြို့ဝင်ပေါက်၄ခုကိုလည်း ်ပူပေါင်းတပ်ဖွဲ့များကပိတ်ဆို့ထားပြီးတော့စစ်ကောင်စီတပ်ရင်းတပ်စခန်းများကိုဝင်ရောက်စီးနှင်တိုက်ခတ်ခဲ့တယ်လို့သိရပါတယ်။အော်တိုဘာလဒုတိယပတ်ကနေပြီးတော့နိုဗ ెంబ ာလ၄ရက်နေ့အထိအမ်းမြို့အတွက်အရေးပါတဲ့ခမရ3ခွန်နဲ့3ခွန်3စေးတက်ထောက်ပို့တက်တမိုင်ကုန်းတက်စစ်စေးယုံဂန်းကော်တထောင်စခန်းတင်တန်းကြောင်စရဖဆတဲ့ဖြင့်အေအေကတိမ့်ပိုက်ထားတယ်လို့သိရပါတယ်။ နိုဗမ်ဘာလ6ရက်နေ့ညနေပိုင်းမှာအာရခတက်တော် AA ဟာအမ်မျိုးနဲ့နဘခအတွက်အလွန်ရေးပါတဲ့မျိုးထဲမှာရှိတဲ့ခမရ301တိုင်ရင်နဲ့ဆက်လက်နဲ့ပြည်စည်းတူလောင်ရေးတက် COD တို့ကိုဒပြိုင်နက်ထဲထပ်မံသိမ့်ပိုက်ခဲ့တယ်လို့သိရပါတယ်။အမ်မျိုးကနဘခကိုကာကွယ်ထားတဲ့စစ်ကောင်စီတပ်ရင်းတပ်စခန်းနဲ့အမြောက်တက်တော်တော်များများကို AA ကသိမ်းထားလိုက်ပါပြီ။မနေ့ကဆိုရင်ခမရ301နဲ့လက်နက်တူလောင်တက်ကိုသိမ်းလိုက်တယ်လို့သိရတယ်။အမ်မှာကြံနေတဲ့တပ်ဖွဲ့ဝင်တွေဟာပြေးစရာမကြီးမရှိတော့တာကြောင့်လက်နက်ချဖို့အထီကိုကြားနေရပါတယ်။ တပ်တော်ဘက်ကလည်းလက်နက်ချအလဲဝင်မှုပြောထားတယ်လို့သိရပါတယ်လို့စီရေးသတင်းရင်းမြစ်ကပြောပါတယ်။ရခိုင်ပြည်နယ်မကွေးတိုင်းကိုဆက်ထားတဲ့အမ်ဘရန်လမ်းမိုင်းမှာလုံခြုံရေးယူထားတဲ့စစ်ကောင်စီရဲ့ကင်းစခန်းနှစ်ခုကိုလူမှုတော်လှန်ရေးမဟာမိတ်အင်အားစု PRA မကွေးအရှိုချင်းကာကွယ်ရေးတပ် ACDF နဲ့မင်းဘူးခေအမှတ်နဲ့တိုင်ရင်တော့ကပူးပေါင်းတိုက်ခိုက်ခဲ့ကြတယ်လို့သိရပါဗျ။ဂုတ်ကြီးရွာထိပ်ဘုံဘောလန်းစုံနဲ့မိုင်းတိုင်းစက်တင်မှာရှိတဲ့စစ်ကောင်စီရဲ့ကင်းစခန်းနှစ်ခုကိုနိုဝင်ဘာလ9ရက်နေ့မနက်7:00နာရီကျော်အချိန်မှာနိုင်ယူဝက်ကြောင်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တယ်လို့သိရပါဗျ။အရခတ်တပ်တော် AA ဟာအမ်းမြို့နဲ့နောက်ပိုင်းတိုင်းစစ်ဌာနချုပ်နဘာခကိုတင်ပိုက်နိုင်ရန်အချိန်ဟုန်မြင့်ပြီးတော့တိုက်ခိုက်နေတဲ့အချိန်မှာတပြိုင်တည်းထဲတောင်ကုတ်မောင်တော်ဂွားမြို့နယ်တို့မှာလည်းစစ်ကောင်စီရဲ့တိုက်ရင်များကိုတိုက်ခိုက်နေကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့မကွေးတိုင်းမြန်မျိုးပေါ်မှာဈေးဝယ်ထွက်လာတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သား၅ဦးကိုစောက်ချိုတိုက်ခိုက်ခဲ့ရာ၅ဦးစလုံးတေဆုံးပြီးတော့တနက်တလက်တင်းစီရရှိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။နိုဝင်ဘာလ9ရက်နေ့မနက်6:25မိနစ်ခန့်မှာမြန်မျိုးရဲ့မြောက်ဘက်ချောင်းစုံဂိတ်ကနေမြန်မျိုးပေါ်ကိုဈေးဝယ်ထွက်လာတဲ့စစ်ကောင်စီတပ်သား၅ဦးကိုပြစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။အဲ့ဒီတိုက်ခိုက်မှုအတွင်းမှာစစ်ဗိုလ်ချစ်စမ်းမောင်နဲ့တပ်သား2ဦးတို့တေဆုံးခဲ့ပြီး MA3 တနက်တလက်ကိုတင်းစီရရှိကတော်လိုင်းတပ်ဖွဲ့ဝင်များအထိကိမရှိဘဲနဲ့ဆုတ်ခွာနိုင်ခဲ့တယ်လို့သိရပါတယ်။စစ်ခွေးတွေဒီလို မျိုးဈေးဝယ်ထွက်နေတယ်ဆိုတာကိုတော့သတင်းရထားတာကြားပြီးဒါပေမဲ့သူတို့ကင်းယူထားတဲ့နေရာတွေကတော်တော်နီးတယ်ကျွန်တော်တို့တက်ခတ်လိုက်တဲ့နေရာကမြိုင်မြို့နယ်မိသက်ရုံသားမှာတပ်ဆွဲထားတာရှိတယ်အထက်ကတည်းကအเจ้าမှလည်းတပ်ဆွဲထားတာရှိတယ်အဲ့ဒီနှစ်ခုကြားမှာစောင့်ပြီးတော့ကိုပိုင်ပိုင်နိုင်နိုင်တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်အဲ့ဒီတိုက်ခိုက်မှုမှာစစ်ခွေးဘုံချစ်စမ်းမောင်နဲ့တပ်သားတို့တေဆုံးတယ်လို့ဂျိုကာပြောက်ကြားတပ်ဖွဲ့ကတာဝန်ရှိသူတို့ကပြောဆိုထားပါတယ်၎င်းတိုက်ခိုက်မှုကိုမြိုင်မြို့နယ်ပတ်ကောက်ဖတိုက်ရင်တခွဲသုံးတဲ့အတူဂျိုကာပြောက်ကြားတပ်ဖွဲ့တို့ကပူးပေါင်းလှုပ်ဆောင်ခဲ့ကြကြောင်းသတင်းရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့မကွေးတိုင်းစလင်းမြို့နယ်တန်ချောင်ရွာရဲစခန်းနယ်လျှက်စစ်ခွဲရုံးတို့မှတပ်ဆွဲထားတဲ့အကြမ်းဖက်စစ်တပ်ကို တပြိုင်တည်းထဲဝင်ရောက်တိုက်ခိုက်ရာစစ်တပ်ဘက်ကခုနှစ်ဦးတေဆုံးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။နိုဝင်ဘာလ9ရက်နေ့မနက်9နာရီခန့်အချိန်မှာတညောင်ရဲစခန်းနဲ့တညောင်လျက်စစ်ခွဲရုံးကိုစစ်လေးပြည်သူ့ကာကွယ်ရေးအဖွဲ့ရဲ့စစ်ရေးစီမံချမ်းနဲ့တော်လှန်ရေးတပ်ဖွဲ့များကတပြိုင်တည်းထဲဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။အခုလိုမျိုးတိုက်ခိုက်မှုအတွင်းမှာစစ်ကောင်စီတပ်သားခုနှစ်ဦးတေဆုံးပြီးထိခိုက်ဒဏ်ရာရရှိသူအများအပြားရှိခဲ့တယ်လို့သိရပါတယ်။ဒါ့အပြင်တညောင်ရဲစခန်းပတ်လည်မှာရှိတဲ့အတားစီများကိုလည်းဖျက်ဆီးပြီးတော့မိရှုရှင်းလင်းနိုင်ခဲ့ပြီးတော်လှန်ရေးရဲဘော်များအထိခိုက်မရှိဘဲနဲ့ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့သိရပါတယ်။တညောင်တိုက်နယ်မှာရှိ ိတဲ့တန်ကြောင်ရဲစခန်းနဲ့တန်ကြောင်လျှက်စစ်ခွဲရုံးကိုကျွန်တော်တို့ဆက်လင်းပြည်သူ့ကာကွယ်ရေးအဖွဲ့ရဲ့စီရင်စီမံချက်အရဗပြိုင်နယ်ထဲဝင်ရောက်တိုက်ခိုက်နိုင်ခဲ့ပါတယ်အပြန်လည်ပြစ်ခတ်မှုတိုက်ပွဲအတွင်းမှာစစ်ခွေးခုနှစ်ကောင်တေးတဲ့ထိခိုက်ဒဏ်ရာရရှိသူအများအပြားရှိတဲ့တန်ကြောင်ရဲစခန်းပတ်လည်မှာရှိတဲ့အတားအဆီးတွေကိုလည်းဖျက်ဆီးပြီးတော့မိရှို့ရှင်းလင်းခဲ့တယ်လို့ဆက်လင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကတာဝန်ရှိသူတို့ကပြောဆိုထားပါတယ်၎င်းတိုက်ခတ်မှုကိုဆက်လင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ဆက်လင်းပကဖနဲ့ရဲကြီးပကဖများမင်းဘူးခရိုင်ပကဖမကွေးတိုင်းပကဖ ဒရုန်းလက်ရုံတပ်ဖွဲ့ဖြစ်တဲ့တိုင်းကနက်စိတ်ဖြူတော်လှန်ရေးတပ်ဦး6 Guerrilla Force CGF တို့ကပူးပေါင်းလှုပ်ဆောင်ခဲ့ကြကြောင်းသတင်းရရှိပါတယ်ခင်ဗျာဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့အကြမ်းဖက်စစ်ကောင်စီကစစ်မှုထမ်းတင်းတန်းကျောင်းများမှာဒရုန်းနဲ့ဘုံကျဲတဲ့တိုင်းကစားများကိုပို့ချပေးနေပြီးတော့ ဒရုန်းများနဲ့ကဘာစာထုတ်ဒရုန်းဘုံဒီများကိုလည်းပေးပို့ထားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်စစ်မှုထမ်းအဖြစ်နဲ့စုဆောင်းခံထားရတဲ့လူငယ်များတွေကအခြေခံပညာအလဲတန်းအဆင့်ရှိပြီးတော့ဒရုန်းများနဲ့ပတ်သက်ပြီးတော့စိတ်ပါဝင်စားတဲ့တပ်သားတွေများကိုဒရုန်းနဲ့ဘုံကျဲခြင်းဒရုန်းနဲ့ကင်းထောက်ခြင်းဒရုန်းကိုဘယ်လိုမျိုးကျွမ်းကျင်အောင်လို့ပြန်တန်းတလဲဆိုတဲ့သင်ခန်းစာများကိုပို့ချပေးနေပြီးတော့လက်တလောစစ်မှုထမ်းတင်တန်းကြောင်းတချို့မှသာစတင်တင်ကြားနိုင်နေပြီလို့သိရပါတယ်။လာမယ့်စစ်မှုထမ်းအပတ်စဉ်အစ်စ်များမှာတော့တနိုင်ငံလုံးမှာရှိတဲ့စစ်တင်တန်းကြောင်းများမှာဒရုန်းဘာသာရပ်ကိုထည့်သွင်းပြီးတော့တင်ကြားပေးမှ ါဖြစ်တယ်လို့သိရပါတယ်ဒရုန်းကတော့တရုတ်ထုတ်ဖြစ်ပါတယ်ဘုံတွေကတော့ကာဘာဆာထုတ်တွေပေးပို့ပေးထားပါတယ်အဓိကအခြေခံပညာအလဲတန်းအစ်စ်အောင်မြင်ပြီးသားဒရုန်းဘာသာရက်ကိုစိတ်ပါဝင်စားသူတွေကိုပြန်လည်စုစည်းပြီးတော့တင် जा ပေးတာပါတင်တန်းကြောင်းတိုင်းတော့မရောက်သေးဘူးရန်ကုန်နဲ့ရှမ်းဘက်ကတင်တန်းကြောင်းတွေမှာတော့စတင်နေပြီတိတ်မကြခင်မှာတော့တနိုင်ငံလုံးမှာရှိတဲ့တင်တန်းကြောင်းတွေမှာတင် जा မယ်လို့သိရပါတယ်လို့စစ်ဘက်ဆိုင်ရာသတင်းအရင်းမြစ်ကရှင်းပြထားပါတယ်ဒရုန်းဘာသာရက်ကိုတင်ယူတဲ့ စစ်မှုထမ်းတပ်သားတက်များဟာအ धिक အားဖြင့်ရှေ့တန်းကိုစေလွတ်မှာဖြစ်တော်လဲတိုက်ခိုက်ရေးအလုံးများအစားနောက်တန်းကနေထောက်လန်းခြင်းနဲ့ drone နဲ့ဘုံကျဲတဲ့စစ်စင်ရေးများမှာအ धिक အသုံးပြုမှာဖြစ်တယ်လို့သိရပါတယ်။တင်ကြားရေးလုပ်နေတဲ့အရာရှိနဲ့စစ်တီများဟာစင်ပွား drone တင်တန်းများကနေဆင်းလာတဲ့တင်တန်းစရာများဖြစ်တယ်လို့သိရပါတယ်။ဒါ့အပြင်စစ်ကောင်စီကတရုတ်နိုင်ငံကနေပြီးတော့ဗတ်ဆုံသုံး drone များကိုထပ်မံမှာယူထားပြီးတော့အဲ့ဒီ drone များကိုကပ္ပဆထုတ်ဆက်ယုံများမှာ စစ်ဘက်ဆိုင်ရာတုံး drone များအဖြစ်နဲ့ပြန်လည်ပြုပြင်ပြီးတော့တုံးဆွဲနေတယ်လို့သိရပါတယ်။ကာဘဆာစက်ရုံများကတော့ drone ဘုံသီးများကိုအဆက်မပြတ်ပဲပမာဏအများအပြားနဲ့ဆက်လက်ပြီးတော့ထုတ်လုပ်နေကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့သခိုင်းတိုင်းရွှေဘုံမြို့အမှတ်ရှိရက်ကွက်မှာကိုပိုင်ဆိုင်တဲ့မတ်နွေနွေထွေးတို့နှစ်ဦးဟာတော်လည်းဘတ်တော်သားများဖြစ်တယ်ဆိုပြီးတော့စစ်တပ်ကရိုက်နှက်ဖမ်းဆီးထားပြီးလက်ရှိအချိန်ထိကိုမိသားစုဝင်များနဲ့အဆက်အသွယ်မရရှိသေးဘူးဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အော်တိုဘားလ26ရက်နေ့အကြမ်းဖက်စစ်တပ်ကတော်လည်းအဖွဲ့များကိုထောက်ပံ့နေသူများဆိုပြီးတော့ကိုပိုင်ဆိုင်တဲ့မတ်နွေနွေထွေးတို့ကိုရွှေဘုံမြို့အမှတ်ရှိရက်ကွက်ရွှေဘုံစိတ်ခွန်သွားတဲ့ကာလန်ဘေးက အောင်ချမ်းသာဈေးထိမ်မှာဖမ်းဆီးခေါ်ဆောင်သွားခဲ့တယ်လို့သိရပါဗျ။ဖမ်းဆီးခံရတဲ့ကိုပိုင်ရှိုင်းတဲ့မနွေနွေထွေးတို့ဟာဇောင်းတန်းရွာကပြည်သူများဖြစ်ပြီးတော့ရကန်းလုပ်ငန်းနဲ့ချီတဲ့ရောင်းဝယ်ရေးလုပ်ငန်းတွေကိုလုပ်ကင်သူများဖြစ်တယ်လို့သိရပါဗျ။မိသားစုနဲ့အဆက်အသွယ်ပြတ်နေပြီးစစ်ကောင်စီရဲစခန်းနဲ့အမတ်ရှိလက်ကျင်ရေးကိုတွားရောက်ပြီးတော့တွဲခွင့်တောင်းပေမဲ့လည်းတွဲခွင့်မပေးဘူး။အဖမ်းခံရတဲ့သူနှစ်ဦးကအတူတွားလို့အဖမ်းခံရတာမဟုတ်ဘဲမနွေနွေထွေးကအရင်အဖမ်းခံရတာသူ့ဖုန်းကိုဆက်ပြီးတော့ အရင်ဆုံးတွေ့တဲ့ဖုန်းနံပါတ်ပိုင်ရှင်ကိုပိုင်ဆိုင်ကိုဖုန်းဆက်ခေါ်ခိုင်းပြီးတော့ကိုပိုင်ဆိုင်ကိုထပ်ဖမ်းလိုက်တာလို့မိတ်ဆွေတဦးကရှင်းပြထားပါတယ်။အကြမ်းဖက်စစ်တပ်ရဲ့မတရားဖမ်းဆီးခံရသူနှစ်ဦးဟာအော်တိုဘာလ26ရက်နေ့မနက်ပိုင်းမှာရွှေဘုံမြို့ကိုအထည်သွားအဖို့မှာရွှေဘုံစိတ်ခွန်ကာလန်ဘေးအောင်ချမ်းသာဈေးထိပ်မှာရှိတဲ့အကြမ်းဖက်စစ်တပ်ရဲ့ပတ်ကင်းနဲ့တွေ့ကဖမ်းဆီးခံရခြင်းဖြစ်တယ်လို့သိရပါတယ်။၎င်းတို့ရဲ့ဖုန်းထဲမှာ PDF ကိုဆက်သွယ်ထားတဲ့စာကိုတွေ့လို့ဖမ်းဆီးခံရခြင်းဖြစ်ကြောင်းစစ်တပ်ဘက်ကသတင်းထုတ်ပြန်ထားပါတယ်။ဒါအပြင်အကြမ်းဖက်စစ်တပ်ကအော်တိုဘာလ26ရက်နေ့မှာရွှေဘုံမြို့မှာစစ်ရှောင်နေထိုင်ရင်း ရကန်းအထက်ရောင်းဝယ်ရေးကိုလုတ်ကင်နေတဲ့စင်အင်းရွာကအမျိုးသမီး၄ဦးကိုလည်းဖမ်းဆီးခဲ့သေးတယ်လို့သိရပါဗျ။အဲ့ဒီအမျိုးသမီးတွေကိုတော့ငွေချက်300တောင်းပြီးတော့ပြန်လုပေးလိုက်ကြောင်းဒေသခံပြည်သူများထံကနေပြီးတော့သိရပါဗျ။စစ်တပ်ရဲ့ဖမ်းဆီးမှုခံရတဲ့အမျိုးသမီးတွေကစင်အင်းရွာကရွှေဘုံမြို့ပေါ်မှာစစ်ဆောင်ရင်းနဲ့ရကန်းချီတဲ့လုပ်ငန်းရောင်းဝယ်ရေးကိုလုတ်ကင်နေတာ၃နှစ်လောက်ရှိနေပြီ။အောက်တိုဘာလ26ရက်နေ့ကရွှေဘုံကံတော်ကြီးမြောက်ဘက်ရွာက အထယ်ဝင်ရကန်းတဲ့ခေါ်ပြီးအပြန်မှာရွှေဘိုကန်တော်ဂိတ်ကအချမ်းပဲဆက်တက်နဲ့ပြူစောတီတွေကအမတ်ရှိလေးကျင်ရေးတက်ကိုဖမ်းသွားတာငွေချက်သိန်းတရာနဲ့ရွေးပြီးတော့ပြန်လွတ်လာတယ်လို့သိရတယ်လို့ဒေသခံပြည်သူတို့ကပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ပဲခူးတိုင်းဝေါ်မြို့နယ်အုပ်ချုပ်ရေးမှူးတီဟာထွန်းကတရွာကိုလူ၃ဦးတပ်သားတဲ့စုဆောင်ပေးရန်လူမပေးနိုင်ပါကတပ်သားတဲ့တဦးအတွက်ငွေကျပ်63သိန်းနှုန်းနဲ့ငွေပေးဆောင်ရန်အစည်းအဝေးခေါ်ယူပြီးတော့အမိန့်ပေးလိုက်ရမှာအဲ့ဒီမြို့နယ်အုပ်ချုပ်ရေးမှူးနဲ့ဌာနဆိုင်ရာများကိုဝေါ်မြို့နယ်ပကဖကအရေးယူသွားမှာဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အော်တိုဘာလနှောင်းပိုင်းမှာဝေါ်မြို့နယ်အုပ်ချုပ်ရေးမှူးတီဟာထွန်းကဝေါ်မြို့နယ်အတွင်းမှာရှိတဲ့ကျေးရွာအုပ်စု64စုကအုပ်ချုပ်ရေးမှူးများကိုအစည်းအဝေးခေါ်ယူလိုက်ပြီးတော့စစ်မှုထမ်းရန်အတွက်ကျေးရွာလ လူဦးရေအချိုးအစားအလိုက်လစဉ်လူငယ်အ ਨੇ ဆုံးတအူးကနေသုံးဦးအထိတက်သားတဲ့အဖြစ်နဲ့စုဆောင်းပေးရမှာဖြစ်ကြောင်းပြောဆိုလိုက်ပါတယ်စစ်မှုထမ်းရန်လူမပေးနိုင်ပါကလူသားထိုးရှာဖွေပေးမယ်ထွေအုပ်ဒူးဦးစည်းမှုအတွက်ငွေကျပ်တသိန်းနဲ့စစ်မှုထမ်းတအူးအတွက်လူသားထိုးရန်ငွေကျပ်63သိန်းနှုန်းနဲ့ငွေပေးဆောင်ရမယ်လို့အမိန်ပေးလာကြောင်းသိရပါတယ်အခုလိုမျိုး ဝေါ်မျိုးနဲ့ထွေထွေအုပ်ချုပ်ရေးမှုရဲ့အမိတ်အာဏာနဲ့အတင်းအဓမ္မစစ်သားစုဆောင်ခိုင်းမှုကိုမခံနိုင်တော့တဲ့အတွက်ရက်ကြီးအုပ်ချုပ်ရေးမှုများနှုတ်ထွက်ရန်ပြင်ဆင်နေကြတယ်လို့သိရပါတယ်။ဝေါ်မျိုးနဲ့ပကဖကလည်းမျိုးနယ်အုပ်ချုပ်ရေးမှုတီဟာထွန်းနဲ့ဌာနဆိုင်ရာများအားလုံးကိုအရေးယူရန်လှုံ့ဆော်နေပြီဖြစ်တယ်လို့သိရပါတယ်။ ပြီးခဲ့တဲ့လလကုံအစည်းအဝေးမှာမြို့နယ်အုပ်ချုပ်ရေးမှူးကနေပြီးတော့ဝေါ်မြို့နယ်အတွင်းမှာရှိတဲ့ခြေရွာ64ရွာရဲ့ရက်ကြီးအုပ်ချုပ်ရေးမှူးတွေကိုခေါ်ပြီးတော့ဒီလကစပြီးတော့စစ်သားစုဆောင်ခတယောက်ကို63သိန်းပေးရမယ်။နောက်ပြီးတော့ငွေကောက်ခံတဲ့ဒူဦးစီးမှုကိုလည်းတသိန်းပေးရမယ်ဆိုပြီးတော့သူကညွှန်ကြားတယ်။ညွှန်ကြားတဲ့အတွက်ရက်ကြီးအုပ်ချုပ်ရေးမှူးတွေကမကျေနပ်ကြဘူး။အရင်တုန်းကလည်း3လတစ်ကြိမ်စစ်သားတယောက်ပေးရမယ်။အရင်တုန်းကခြေရွာတွေကနေတပ်သားတွေမပေးနိုင်တဲ့ရွာတွေက လူတယောက်အစားထိုးဖို့အတွက်ငွေကျပ်3.50ကောက်တယ်ဒီလကစပြီးတော့63သိန်းကျင်းလုံးမြင့်လိုက်တဲ့အတွက်ရကြေးအုပ်ချုပ်ရေးမှုတွေတော်တော်များများကမကျေနပ်တဲ့အတွက်ကြောင့်အလုံးမလုံးပဲနဲ့ထွက်ဖို့ပြင်ဆင်နေကြပြီလို့ဝေါမျိုးနယ်ပြည်သူ့ကာကွယ်အဖွဲ့ပကဖပြန်ကြားရေးတာဝန်ခံကပြောကြားထားပါတယ်အခုလိုမျိုးပြည်သူလူထုအပေါ်အတင်းအဓမ္မစစ်သားတဲ့စုဆောင်းပေးနေသူအုပ်ချုပ်ရေးမှုများဌာနဆိုင်ရာများကိုလည်းထိထိရောက်ရောက်အရေးယူသွားမှာဖြစ်ကြောင်းဝေါမျိုးနယ်ပြည်သူ့ကာကွယ်တပ်ဖွဲ့ပကဖကသတိပေးထားပါတယ် အခုရွာတွေမှာကသူတို့စစ်ကောင်စီတွေအတင်းအဓမ္မတာဝန်ပေးထားတဲ့ခြေရွာအုပ်ချုပ်ရေးမှုတွေစစ်သားလုပ်ဖို့ ဇုံအတင်းစုဆောင်နေတဲ့ရွာသားတွေကြောင့်လူငယ်တွေကထိုင်းကိုပြေးတဲ့သူကပြေးရန်ကုန်ကိုပြေးတဲ့သူကပြေးနဲ့ဖြစ်ကုန်ပြီအဲ့ဒီတော့ပြည်သူတွေကိုဒုက္ခပေးနေတဲ့မြို့နယ်ဝန်ထမ်းတွေမြို့နယ်အုပ်ချုပ်ရေးပိုင်းဆိုင်ရာဌာနဆိုင်ရာတွေကိုပြည်သူ့ကာကွယ်တပ်ဖွဲ့အနေနဲ့မကြခင်ကာလအတော်အတွင်းမှာအရေးယူဆောင်ရွက်သွားမှာပါလို့ဝေါ်မြို့နယ်ပြည်သူ့ကာကွယ်တပ်ဖွဲ့ပကဖပြန်ကြားရေးတာဝန်ခံကပြောဆိုထားပါတယ်ဘကိုးတိုင်းဝေါ်မြို့နယ်ဟာပြည်သူ့ကာကွယ်တပ်များနဲ့ KNL နဲ့ NUG ရဲ့ဥဆောင်မှုအောက်မှာရှိနေတဲ့တော်လိုင်းရေးပျောက်ကြားတပ်များလှုပ်ရှားရာနယ်မြေတစ်ခုဖြစ်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ အခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ